ဟယ်လိုဟယ်လိုတားရို့နော်မင်းတို့အခုမှ PC game တွေစဆော့မဲ့သူတွေနော် PC game ကိုအပျော်ပဲဆော့ကျင်တာပဲဖြစ်လိုက်စရင်လွင့်ကျင်လို့ပဲဖြစ်ဖြစ်ဟလာအလုတ်သဘောတစ်ခုရရပဲဖြစ်ဖြစ် PC game တွေဝယ်ကျင်တယ်ဘယ်မှာဝယ်လို့ဝယ်ရမှာမသိဘူးကျွန်တော်လိုမျိုးဆဆအူဆုံးမှာကြောင်ပြောက်ရတဲ့သူတွေအတွက်ကိုကျွန်တော် PC game တွေဝယ်လို့ရတဲ့နေရာလဲပြောပြပေးပြီးတော့ PC game ဝယ်လို့ရတဲ့အကောက်ပါဖွင့်ပြပေးပါမယ်ဟလာအဲ့တော့ဒီမှာကျွန်တော်ဝယ်တဲ့ဥစ္စာပြောလို့ခရက်ဘာရှင်းတွေတုံးလို့မရဘူးလားဆိုတော့ရပါပြီဗျာဒါပေမဲ့ခရက်ဘာရှင်းတွေကိုမတုံးဘူးတော့ကျွန်တော်ရီကော်မန်ပေးတယ်နော် ဘာလို့ခရက်ဘာရှင်းနေမသုံးပါနဲ့လဲဆိုတော့ခရက်ဘာရှင်းကကောင်းလို့သုံးလို့ရလို့ရှိရင်တော့တော်တော်ကြီးကိုကောင်းပါတယ်။တော့မကောင်းဘူးဆိုလို့ရှိရင် violet တခုခုပါလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရှိတဲ့ကွန်ပျူတာကြီးပါဟိုလမ်းဘေးကိုနှွန့်ပစ်လိုက်ရပါဗျာ။နော်အဲ့တော့တက်နိုင်မယ်ဆိုလို့ရှိရင် game game ထုတ်လုပ်တဲ့သူတွေကို supporting ပေးရလဲကြတာပြီးကကျတော့ကိုယ်လည်း official ဝယ်သုံးလိုက်ရဘာအနေနဲ့မှမရှိဟုတ်လား။အဲ့တော့ game တွေကိုဝယ်ပြီး shop ပါလို့ recommend ပေးခြင်းတယ်နော်။ဟို ခရက်ဘာရှင်တွေဆော့လို့ရှိရင်ကျွန်တော် online ပဲဆော့လိုက်ရပဲကျွန်တော်တို့တယောက်တွေပဲဆော့လိုက်ရပဲဟိုတင်ငယ်ချင်းနဲ့ချိတ်ချက်ပြီးဆော့တာကိုဘောင်းညာတော့လုံးလို့မရဘူးပြာအဲ့တော့အဲ့တော့ PC game တွေကိုဆော့ကျင်တယ်ဆိုလို့ရှိရင်ဝယ်ဆော့ပါဘယ်ရဝယ်ဆော့ရမလဲဆိုတော့ကျွန်တော်ခုဖွင့်ပြပေးမယ်နော်စတွင်းဆိုတဲ့အကောက်လေးကဝယ်ဆော့ပါ Okay စတွင်းကိုဘယ်ရဖွင့်ရမလဲဆိုတော့ကျွန်တော်အကောက်ပါဖွင့်ပြသွားပေးမယ်နော်အဲ့တော့ let's go စတွင်းဖွင့်ဖို့အတွက်ကျွန်တော်တို့ browser တစ်ခုထဲကိုဝင်လိုက်မယ် Okay ကျွန်တော်တို့ desktop ပေါ်ရောက်ပြီဆိုတော့ကျွန်တော်တို့ browser တစ်ခုထဲဝင်လိုက်မယ်နော်ကျွန်တော်တို့ desktop တွေရရှိကျွန်တော်က Chrome နဲ့ဝင်လိုက်မယ် ခါနေမှုပါလို့ရှိရင်ခါောင်းရိုက်ဒီဆက်စပားမှာကျွန်တော်တို့ဆက်တွင်းလို့ရိုက်ချလိုက်မှာ ST အမကျွန်တော်ကဆက်တွင်း download ဆိုတာရှိရယ် SDEAM ဆက်တွင်း download ဆိုတဲ့ဟာလေးအဲ့ဒါလေးကိုချက်တော့နှိမ့်လိုက်မယ်နော်နှိမ့်ပြီးဆိုရှင်ဒီမှာတွေ့လားအပေါ်ဆုံးမှာပေါ်လာဆက်တွင်းတူ welcome to ဆက်တွင်းဆိုတဲ့ဟာလေးရှိရယ်အဲ့ဒါကိုချက်တော့ထပ်ဝင်လိုက်မယ်နော်ကျွန်တော်ဒီမှာအကောင့်ဖွင့်ပြီးပါပြီဒါပေမဲ့အကောင့်လုံးကိုပြန်ဖွင့်ပြပေးပါမယ်ဟာလားခင်ဗျားတို့ကခင်ဗျားတို့ desktop ပေါ်မှာဟိုဒီဆက်တွင်းကိုတင်နေတယ်ဆိုလို့ရှိရင်ဒီမှာ install ဆက်တွင်းဆိုတာရှိရယ်တွေ့လားအဲ့ install ဆက်တွင်းလေးကိုနှိမ့်ပြီးတော့ ကိုယ့်ရဲ့ desktop လေးပေါ့ install တင်လိုက်အောင်မယ်ကျွန်တော်တို့ကကျွန်တော်ဒီမှာတင်ပြီးသားဆိုတော့ကျွန်တော်တခါတည်း login ဝင်ပြပေးပါမယ်နော်အာအကောင့်စဝင်ပြီဆိုလို့ရှိရင် install လုပ်ပြီးဆိုလို့ရှိရင်ဒီနေရာလေးကိုရောက်သွားတယ်မယ်နော်ဒီနေရာရောက်သွားလို့ရှိရင်ဒီမှာ login ကျွန်တော်တို့ကအကောင့်တစ်ခုခုဖွင့်ပြီးသားရှိလို့ရှိရင်ဒီမှာ login တောင်းဝင်သွားလို့ရတယ်နော်အကောင့်ဖွင့်ပြီးသားမရှိသေးဘူးဆိုလို့ရှိရင်ဟုတ်လားအကောင့်ဝိဒါမရှိသေးလို့ကျွန်တော်အောက်က ခရီးအန်ကောက်ဆိုတဲ့တော့တက်လာခရီးအန်ကောက်ဆိုလဲဒီဟာလေးကိုချက်တော့အပြာလေးကိုချက်တော့ထပ်နေလိုက်အမ်ဒီညာရောက်ပြီဆိုလို့ချင်းဒါအကောက်ဖုံးလို့ရပြီနော်ညာရောက်ပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာဒီညာမှာကျွန်တော်တို့ Gmail အပေါ်ကကျွန်တော်တို့လက်ရှိသုံးနေတဲ့ Gmail တစ်ခုထည့်ပေးလိုက်နော်ဒီဟိုအမ်ကျွန်တော်ဒီမှာအောက်ကလည်း Gmail လေးပဲထပ်ထည့်ပေးလိုက်မယ်ဗျာဟုတ်လားဒီဟိုအမ်ဘာညာဗျာ အမ်ပြီးလို့ရှိရင် I am blue ဒီညလေးမှာအမှန်ကြီးလေးချစ်ပေးလိုက်ပါပြီးကကြတော့အသက်73နှစ်ကြော်ပြီးသားဖြစ်ရပဲသူအသက်73နှစ်မကြော်လဲကြော်တယ်ပဲနေလိုက်နော်ဘာမှမဖြစ်ဘူးဒီမှာကိုယ်လာမစစ်နေဘူးအဲပြီးလို့ရှိရင်ကိုယ်ဖိုင်းနေလိုက်မယ်အဲဒီညလေးမှာကျွန်တော်ပြောပြချင်တာခင်ဗျားတို့ကအခုထည့်ထားတဲ့ G မေးတွေမှာမဝင်တော့ဆိုလို့ရှိရင်ဒီနားလေးကတနေကုန်ဆောက်ဒီဒါလေးပဲအဝိုင်းလည်နေတဲ့ပုံစံလေးပဲဖြစ်နေလိုက်မယ် waiting for you butterfly ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့က butterfly လုံးဝဖြစ်နေတဲ့ကြောင့်ကျွန်တော်တို့လက်ရှိတုံးနေတဲ့ G မေးတွေကိုတစ်ချက်လောက်ဝင်လိုက်မယ် okay တို့လက်ရှိသုံးနေတဲ့ဂျီမေးတဲ့တစ်ချက်လောက်ဝင်လိုက်မယ်နော်ဂျီမေးတဲ့ဝင်မှုရဆိုလို့ရှိရင်သူကဒီမှာ butterfly လို့ဖို့အတွက်ဂျီမေးလေးဒီမှာဆက်တွင်းတွက်လာဒီမှာ butterfly လို့ဖို့အတွက်ဒီတဲ့တစ်ချက်လောက်ထောက်ဝင်လိုက်မယ်ဆက်တွင်းလေးဆိုတဲ့အကောင့်လေးကိုအမ်းပြီးလို့ရှိရင်တွက်လာ butterfly my email address ဆိုတာရှိရအဲ့အပြာလေးတွေတစ်ချက်လောက်နှိပ်လိုက်ဘာမှမခဲရင်းဘူးဗျာသိရအမ်းခုနနေရာမှာကျွန်တော်တို့အဲ့ဒါ butterfly လို့ပေးသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ butterfly ကိုကျွန်တော်မပြတာဘူးသိရဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ gmail ရဲ့ဝင်လိုက်တော့ကျွန်တော် butterfly လို့ပေးလိုက်တယ်နော်ပြီးတော့လို့ရှိရင် အဲ့ဒါဆင့်မှာကျွန်တော်တို့ကျွန်တော်တို့ထည့်ကျင်တဲ့နာမည်နော်နာမည်တစ်လုံးထည့်ပြီးရောလို့ရှိရင်ကျွန်တော်တို့ထည့်ကျင်တဲ့အသုံးပြုကျင်တဲ့နာမည်ထည့်ထည့်ပြီးရောလို့ရှိရင်အနောက်မှာ1နှစ်3လေးခုခုအနောက်1နှစ်3လေးခံပေးလိုက်ရင်နော် app ဆိုလို့ရှိရင်ပြီးလို့ရှိရင်အောက်ကကျွန်တော်တို့သုံးကျင်တဲ့ gmail gmail ပြီးတော့ confine gmail ပြီးရောလို့ရှိရင်ဒါ okay သွားပြီနော် okay သွားပြီဆိုလို့ရှိရင်အဲ့ရ gmail ကိုမှတ်ထားရင်နော်အဲ့မှာထည့်လာခဲ့တဲ့နာမည်နဲ့ gmail ကိုတစ်ချက်လောက်မှတ်ထားလိုက်မှတ်ထားပြီးလို့ရှိရင်ဒီမှာနာမည်လာရေးနော်ကျွန်တော်ဒီနေရာလေးမှာ login ထောက်ဝင်မှာနော်ဒီနေရာမှာနာမည်လာရေးမှာဟာလားအဲ့ကျွန်တော်ဒီနေရာမှာ ဒီနေရာမှာနာမည်ရေးပြီးလို့ရှိရင် password အောက်မှာရေးနော်ဒါကိုကျွန်တော်မပြတော့ password နာမည်နဲ့ password နဲ့ရေးပြီးတော့ရှင်အောက်ကစာရင်ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်အကောက်ထဲဝင်သွားပြီနော်အကောက်ထဲဝင်တဲ့ပုံစံကျွန်တော်တစ်ချက်ပြအမ်းအမ်းဒီနေရာကိုရောက်ပြီလို့လားဒီနေရာကိုရောက်ပြီဆိုရင်ဒီမှာ game တွေတဘုံကြီးပါကျွန်တော်တို့ဆော့ကျင်တဲ့ game ကိုတောက်ဝင်ပါလို့ရတယ်ဒီမှာ discount တွေလည်းအများကြီးရှိရနော်ဒီ setwin ထဲမှာတဲ့လား discount တွေအများကြီးချတာပြီးဒီမှာ60ရာခိုင်နှုန်းလို့20ရာခိုင်နှုန်းလို့ဒီမှာကြိုက်တဲ့ကိုကြိုက်တဲ့ game ကိုဝယ်ပြီးတော့ဆော့လို့ရတယ် နောက်ပြီးကကျတော့ဝယ်ကြိုက်တဲ့ game ဝယ်ပြီးဆော့လိုက်ရဆိုပတ်စံမထည့်ရသေးတဲ့သူတွေတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ free game တွေအများကြီးပဲရှိရဟော်တာ game တွေရောပါ game ညာ game ညာ game တတာ game တပုံကြီးပါလေဗျာဒီမှာတော့ဒါ free game တွေပဲဒါ free to pay ဆိုတာဒါ free game တွေပဲကိုကိုရဲ့ desktop ပေါ် install လေးတင်ပြီးတော့ဆော့လိုက်ရပြီနော်အဲလိုကိုတွေကဝယ်ကျင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဗာ game ဆော့ကျင်တာဗာ game ဆော့ကျင်တာသိလို့ရှိရင်ဒီမှာဆက်တပားမှာဆက်တပားလေးမှာရိုက်ချလိုက်အောင်မဟုတ်လားဟော်တာဖြစ်ဟော်တာတပုံကြီးရိုက်ချလိုက်ရအောင်နော်ကျွန်တော်ဒီမှာတစ်ခုလောက်ရိုက်ချပြရမယ် အမ်ဒီဂိမ်းကိုဆော့ကျင်တယ်ပေါ့ဟာလားဒီဂိမ်းကိုဆော့ကျင်တယ်ဆိုလို့ရှိရင်ဒီမှာအတက်တူပေးအတက်တူကတ်ဆိုတာရှိရဒါကျွန်တော်တို့ရှင်းမဲ့ဘန်ကတ်နေပေါ့ဒီထဲမှာဘာနဲ့ရှင်းလို့ရလဲဆိုကျွန်တော်တို့ weight ပေးပေးနဲ့ရှင်းလို့ရတယ်နော်ဒီမှာဘာနဲ့ရှင်းလို့ရလဲဆိုတော့အာကျွန်တော်ပြပေးမယ် ပေးပဲနဲ့ရှင်းလို့ရတယ်ဗီဇာကတ်နဲ့ရှင်းလို့ရတယ်မာစတာကတ်နဲ့ရှင်းလို့ရတယ်ထူမနီနဲ့ရှင်းလို့ရတယ်ကျွန်တော်တို့ထိုင်းမန်နေနဲ့ရှင်းလို့ရပြန်နော်နောက်ပြီးကကျတော့ဒါဘာဘာဘာဘန်လည်းမသိဘူးအဲ့ဒါကလည်းရှင်းလို့ရပေးပဲနဲ့ကကျတော့ကျွန်တော်အော်ပေးပဲနဲ့ရှင်းလို့ရမှန်းဒါပေမဲ့ထူမနီနဲ့တော့ရှင်းလို့မရဘူးထူမနီကကျတော့ကျွန်တော်ထိုင်းနိုင်ငံသားမှာရမယ်ထိုင်းနိုင်ငံသားမှာရမယ်ဘာလို့လဲဆိုတော့တို့ဒီဟာကိုပတ်စံဖြည့်လို့ရှင်ဟိုဟိုဒါ verify လုပ်ခိုင်းတယ် verify code ကကျတော့ထိုင်းနိုင်ငံသားမှာရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ထူမနီကမြန်မာတွေမှာရှိလို့ရှင်လဲကျွန်တော်တို့ထူမနီနဲ့ငွေချေလို့မရဘူးဗျာနော် အဲ့တော့ paper ရှင်းရှင်းမရှိရင် visa card ရှိ visa card ရှင်းရှင်း visa card မရှိလို့ရှင်း master card ရှိ master card မရှိလို့ရှင်း time band တစ်ခုခုရှိလို့ရှင်းရှင်းလို့ရပါတယ်ဗျာเนาะဟုတ်ကဲ့ကျွန်တော်တို့ကြိုက်တဲ့ game ဆိုလို့ရှင်းဒီလိုမျိုးလာဝယ်ပြီးတော့ပြီးလို့ရှင်း code new လေးတစ်ချက်လောက်နှိပ်လိုက်ရှင်းကျွန်တော်တို့ game ရပါပြီဗျာเนาะဒါဆိုလို့ရှင်းဒီထဲမှာ game ပေါင်းအများကြီးကိုကျွန်တော်တို့လာဒီထဲမှာစိတ်ချလက်ချနဲ့လာဝယ်ပြီး sort လို့ရပါတယ်ဗျာเนาะကျွန်တော်တို့ဝယ်ပြီးသား game တွေ insert လုပ်ပြီးသား game တွေဆိုလို့ရှင်းဒီအဲ့ကောစိုင်းကြီးကျော်ဆိုတဲ့နေရာလေးတော့ကြည့်လို့ရတယ်ဒီပြဟုတ်တယ်ဗျာ အဲဒါမှကျွန်တော်တို့အဲ download တင်လာတဲ့ game တွေဒီကမှလာလာကြည့်လို့ရတယ်ဟာအဲ့တော့အားလုံးပဲဟိုဒါ PC game တွေဘယ်မှာဝယ်လို့ဝယ်ရမှာမသိဘူးဆိုတော့သူတို့ကကျွန်တော်ဒီ setwin ဆိုတဲ့အကောင့်လေးလမ်းညွှန်ပေးလိုက်ပါဗျဈေးတွေတော့မပေါ့ဘူးဒီမှာနောက်ပြီးလို့လေးချက်လို့ရှိရင်ကျွန်တော်음နိုင်ငံခြားဘက်မရှိတဲ့သူတွေနော်နိုင်ငံခြားဘက်မရှိတဲ့သူတွေကိုတီးတဲ့နိုင်ငံခြားပေးပဲ့လည်းမရှိဘူးဗျကျွန်တော်တို့ထိုင်းနိုင်ငံဘိုင်းလည်းမရှိဘူးဗီဇာကလည်းမရှိဘူးမာစတာကလည်းမရှိဘူးဆိုတော့သူတွေတော့ကျွန်တော် KP နဲ့ဒီ gain နဲ့ကိုပတ်စံထည့်ထုတ်စာကျွန်တော်လုပ်ပြမယ်။စောက်ရမ်းလွယ်ကူရိုးချင်တော့ KP နဲ့ gain တွေဝယ်တာကိုကျွန်တော်လုပ်ပြပေးမယ်။ဒီ gain နဲ့ကိုပတ်စံထည့်ပြီး Okay ဒီဗီဒီယိုမှာတော့ဒါလောက်ပဲအားလုံးပဲအစီအမေကြမယ်လို့ထင်ပါတယ်ဗျ။ဒီ string လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ gain တွေကိုအပျော်ပဲဆော့ကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟဲ့လား live stream လွှင့်ခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်လူငယ်တော်များဟို PC gain တွေ live stream လွှင့်ရသဘောကြလေ။နောက်အဲ့တော့ဒီထဲမှာလာပြီးတော့စိတ်ကြိုက်ဝယ်ယူပြီးတော့ဆော့လို့ရပါတယ်လို့ပြောနေတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲဗျကျွန်တော်ကတော့ဂျိုတူးပါ ဘာမယူဆိုလို့ချင်းကျွန်တော်ရဲ့ channel လေးကို like and subscribe လိုပေးခဲ့ကြဖို့တောင်းပန်ပါတယ်။တောင်းဆိုပါတယ်ပြောတောင်းပန်ပါတယ်။ဟေး။ဘာပဲနောက်ပြီးတော့ပြန်လည်ဆုံတွေ့ကြမှာ။